အလုံးသာထုတ်မှာတော်လို့ရှိမင်္ဂလာတော့ပါဘယ်လိုဖြစ်လဲတိုင်းပြီမင်္ဂလာတော့ဆိုမှာကတော့မှမနက်ပါလိအကုန်ပြောခဲ့နော်ဘိသိက်ခါနဲ့ဘိသိက်ကပြန်ခိုင်းရအောင်ကလေးဟဲ့ညင်ညင်လေးဘိသိက်ကတော့ကောင်းတာကလေးတွေညင်ညင်လေးညင်ညင်လေးညကအငိမ့်ကလည်းဘိသိက်အငိမ့်လာကြည့်တဲ့ဘိသိက်ကသာတလုံးအငိမ့်လာမကြည့်တဲ့ဘိသိက်ကတပါမှာပါ ထားတော့အယံမင်းသမီးဇံမင်းသမီးအင်္ဂါရမပေးဘူးခကြအခုဘိတ်တိခမ်းမှာကတဲ့မင်းသမီးအင်္ဂါရတော့နည်းနည်းဖြေလိုက်ကဲတော့မင်းရှင်ပြေးရှိရတယ်ကျမကိုကြီးကမေးတယ်ရှင်ကဲငင်းရတဲ့မင်းသမီးကနေကမှချင်းညွန်ရောက်လိုက် ရုပ်ပါဝါသနာပြောရဆိုဖြင့်ညက်စွမ်းငါခြင်းတစ်ချိန်မပြားလေးငါဖြင့်ဒုဋ္ဌကလကပဲ့ရှောင်ရှောင်ပြီးလေးပါးစုံပါတာပိတ်ပြီးမင်းသမီးတို့တက်ပြညာတဲ့။ညကငင်းညခင်နေတော့အင်းငယ်ကွက်တော်ပါလိမ့်မယ်။ရုပ်ပါဝါသနာပြောရဆိုဖြင့်အဖွင့်ကမှာအဖွင့်ကနဲ့စီတိုင်းတဲ့စကားဘုရားကတော့ကမှာဘုရားနဲ့ပတ်သက်တဲ့စကားမိပကတော့ကမှာမိပနဲ့တက်တော်စကားညကိုလည်းအင်းချေပြောရရမယ်။ညက်စွမ်းငါခြင်းဘိတ်ကနဲ့ကြကနေမင်းသမီးတို့ကညမှာကကလို့မျိုးကျိုးနေထိုးလိုက်။ဝုန်းတိုင်းဂရင်းကြီးကျုံးမှာတဲ့။အဲ့ဒါလိုလုံးလို့မရဘူးလို့ရှိ။တမစင်ကတော့ တာယာညံ့ညောင်းကြော်ပြောင်းစွာကရပါလေ။တချင်ခမရအလေးကောင်ဖြင့်ပပြုယူရီယာတချင်ဒီတချင်ကကျိုးပွဲအဆရှိလူစီဝမ်မကန်စွာထံကရန်ကြာနာစွာတီဆိုရရပါလေ။ကဲနောက်ဆုံးတစ်ချက်ကလည်း ဖြာဆန်ကပယ်ရှောင်ရှား၍ဗိမ့်သိတော်ကန်းတဲ့ကောင်မဝင်ရောက်လာတဲ့မင်းသမီးတစ်ယောက်ကညအနီကတော့အကိုကြီးမောင်ကြီးချစ်လားကြိုက်လားအဆရှိသမျှမောင်နဲ့နှမတားနဲ့အမိမကြောက်ဝင်မနာတာနားမခံနိုင်စရာစကားများကိုလုံးဝတုံးဝင်မရှိပါဘူးရှင့်ဤလေးချက်နဲ့ပြည့်စုံမှသာဗိမ့်သိမင်းသမီးလို့ခေါ်နိုင်ပါတယ်ကိုဟာဒီနမောညာရာကျုံညမပြောတာဆိုတာနားတော်ကြည့်ပါဦးဗျာဘာသာရေးစကားတွေပြောနေတယ် ိတ်တခါနဲ့လိုက်ဖက်အောင်ရုပ်ပတ်ဆိုင်အောင်သူလုပ်နေတယ်ဆိုတော့ကကျန်းတန်းလို့ကတော့မရဘူးအဲ့တော့မှချွတ်ချက်ပြောမယ်တကယ်လို့ပြိတ္တကျက်အောင်ခိုင်းမယ်ဆိုတော့လေတကွက်တည်းပေါ့အဲ့ဒါအဲ့တော့ပြိတ္တရဲ့နေထားရအောင်ပြိတ္တကအရက်ကရင်နေတော့ကျွန်တော်တို့အမှုပညာတပင်သမားကခတ်ရတယ်လေဗျာရှင်ရင်ချင်းချင်းနဲ့မင်္ဂလာရှိတဲ့စကားပြောပါဘာသာရေးကြိုက်တဲ့သူပြောပါလို့ပြောလို့လေတော်ပါလာလွဲ့တယ်အဲ့တော့မှဂုံကြည့်ပြလိုက်ပါဗျာ ဥဝဲဆိုတဲ့အတန်ကြားလိုက်ကလေးကဟာတားမွေးပြီတဲ့တခင်ငါတော့လူကုန်လူရတော့မှာဆိုတဲ့အကြံသေးစားလုံးကြံပါလိမ့်မယ်မယုံမင်းကြီးဘူးဒါဆိုရင်အဲ့လိုလေကကြံမှသူဘုံကစိတ်ကူရတဲ့မှာသူအကြံအဲ့ဒီအကြံကိုအထမြအောင်ကြစ်ကြစ်ပါအောင်စုတယ်ပတ်လို့ရှာတယ်အဓိကပုံကက တယ်အခုမခံပါဘူးတဲ့ လုံးမကထသဘောနေသာရဏအချက်ပေါ်ရတပြအောင်ဖယံဘဂဝါဟောဗုဒ္ဓသာသနာအတွင်းသို့သွတ်သွင်းကြည့်မည်အချိန်ခါကြမှာတော့ကြောင်းမင်းကပပလုံးနဲ့တိတိစိန်နဲ့တိတိမင်းကမကောင်းလို့အာစိန်နဲ့တိတိပေချက်ခုတ်ခရှင်လင်းတော့တက်တိမကောင်းတဲ့အရာမှန်တော်မြတ်ကိုသူတို့ဒါနအရာနဲ့ချင်းဖြစ်နိုင်ပါတဲ့ပေချက် ရှင်းလင်းတဲ့တတ်ပြီးဂဏိမှာအပြည့်ရှိတော့ကြောင်းဒီနေ့ဒီကမင်္ဂလာမင်္ဂလာမြည်ဤမင်္ဂလာမင်္ဂလာမြည်တော့အချိန်ကာလနဲ့ရဲ့တိုင်းကိုဖြစ်ရောက်ရှိလာခဲ့ပါပြီ။ကဲဒါကြောင့်ကျမစရေကန်ဒီကကျေးဇူးရှင်မိသားစုများဗိတ္တိတော်ကဆိုတော့ကျမဒီတစ်ခါတော့ပဲပြောမှာပါ။နောက်ပိုင်းမှာတော့ကျမအကိုကြီးရဲ့ဥစ္စာအောက်မှာပဲကျမတို့အလင်းတင်လုံသွားရအောင်ရှေ့။ဒါဆိုဟုတ်ပါပြီ။ကျမ လာတီကဘဏ္ဍာကဘာပါရှင်ဖယားမဆုပွင့်နေလို့ကြောက်ပါတယ်ကကတံကိုကောနာကိုကတပကောရမအရိမတိယဒါဆိုရင်ဖယားရှင်လေးဆိုတော့ပွင့်ကုန်ပြီကကတံကိုကောနာကိုကတပကောရမအရိဖယားလေးစီကိုကျွန်တော်တို့မခုလိုက်ရဘူးမမြင်လိုက်ရဘူးမတွေ့လိုက်ရဘူးနော်ဒါကြောင့်တောင်ရရေးမှာကျွန်တော်တို့မစုံနိုင်ဘူးလေအရေးကြီးတာကအရိမတိယဆိုတော့မြက်ဖယားတစုပဲကြံတော့တယ်ရောက်ရှိနေတဲ့အချိန်ကာလကဘာလဲလို့မင်းဝိမုတ်တိလို့ခေါ်တဲ့စုတ်ကကျွန်မစု ဘေးကလူကတရားငင်းတယ်ဟာဘာစတော့ကတော့ငါတို့ခေတ်ကတိုးတဲ့ခေတ်တိုးတဲ့ခေတ်တယ်အိမ်တအိမ်မှာဆိုင်ကနှစီသုံးစီလူတယောက်ကဖုံးနှလုံးသွားလို့ကဘာကြီးကဘာဖြစ်နေရတော့ကို့အိမ်ရဘောကမထဆရာခလုံးနေလိုက်တာနဲ့အကုန်သိတယ်လေးအစင်မီတွေထိန်ထိန်ကြီးလို့ငါတို့ခေတ်ကတိတ်တိုးတက်တယ်ဒါဆိုရင်ဟုတ်ပါပြီရှင်။ကျမတို့ခင်မှာမှန်တာပေါ့။ရုပ်ပိုက်ဆိုင်ရာဝတ္ထုတွေကရှားနေစရိယ။စင်ကာပူနဲ့ရွာ ်အမေရိကကိုရီးယားနဲ့ပါကျမတို့တယောက်ညက်တာတယောက်ကြည့်ခမင်းစားမင်းပြီလားအေးဝတ်ထားတဲ့အိတ်ကြီးလေးကနောက်ပါကောဒီနေ့ဘယ်သွားမှာတော့ဘာဟင်းချက်တော့လို့နိုင်ငံခြားနဲ့မြန်မာပြည်ဟိုဘက်အိမ်ဒီဘက်အိမ်ကိုတယောက်ညက်တာတယောက်ကြည့်ပြောဝင်ရတာဘယ်လိုမှစဉ်းစားလို့မရတဲ့ဆွမ်းဆောင်ချက်တွေသိထူကြတာသိကောင်းတာဒါဆိုရင်အဲ့ဒီဖုန်းတွေပေါ်လာတော့တနေရာနဲ့တနေရာဆက်သွယ်ရေးတွေလင်းမြန်းနေကမ္ဘာကြီးမှာဘာဖြစ်နေတာလဲကိုယ့်အိမ်ထဲကလည်းအကုန်သိတယ်ဒါကသိကောင်းတာပဲဒါဆိုရင်ဘာ ဲ့လိုမေးရင်အဲ့ဒီဖုန်းနေပေါ်လာတော့ကျမမောင်လေးညီမလေးတွေအချိန်မတိုင်ခင်အဲ့ဒီဖုန်းထဲကနေရီစားတွေထားတတ်ကုန်တာပေါ့ဟိုဘက်မိဘမျိုးရိုးကဘာမှမသိဘာလုပ်မှမသိဘာကြိုက်မှမသိအဲ့ဒီတယ်လီဖုန်းထဲကနေကျမမောင်လေးညီမလေးတွေယောက်ျားမိန်းမတွေရကုန်တာပေါ့နောက်တစ်ချက်ဟာဒီကလေးလေးတွေမေးကြည့်ပါလားအသက်15နှစ်မပြည့်ခင်မှာအဲ့ဒီတယ်လီဖုန်းထဲကနေမကောင်းတဲ့အတက်မဟုတ်တဲ့အတက်သူတို့အကောင့်သိပြီးအကောင့်တက်ကုန်တာရင်နာစရာမဟုတ်လား ဒါဆိုရင်အဲ့ဒါကဆုတ်သွားတာစံကယ်ဒီကားတွေပေါ်လာတာဇယ်ရဲနဲ့ကြောက်ပြောင်းတော့7မိနစ်ကိုစီးရမယ်မမှတ်ဘူးဟာနဲ့ရထားတယ်လို့ဝီဝီနဲ့အရင်ခက်ကစီးတော့ရင်ဆိုနွားလဲနွားလဲမစနိုင်ရင်ချီချီရှောက်ဒီတက်မှာနည်းနည်းတိုးတက်ပြီဆိုစပိတ်မိုင်းပုံပဲဒါဆိုရင်ကျမတို့ခင်မှာအဲ့ဒီစံကယ်ဒီကားတွေပေါ်လာတော့နဲ့ရထားတယ်လို့ပဲနော်လူကျင်တဲ့ခီတအောင် ။ဒါဆိုရင်အဲ့ဒီဆိုင်ကယ်ကားတွေကလိုချင်တဲ့ခရီးကိုမြန်မြန်ပို့ပေးနိုင်တယ်လို့အဲ့ဒီဆိုင်ကယ်ကားတွေကြောင့်မလိုချင်တဲ့ဈေးရုံတင်ငင်းကိုလည်းမြန်မြန်ရောက်ကုန်ကြတာပဲမဟုတ်လား။ဒါဆိုမိကြီးတို့ကတော့ညီတို့ခင်မှာသိတ်ကံကောင်းတာကြီးပျော်လားလို့မေးကြည့်ပါသမီးတို့မပျော်ပါဘူးဒီခေတ်မှာလူကြည့်ရတာဘယ်နှမ်းမှာရေတွေကြည့်လို့လဲဘယ်နှမ်းမှာမြေတွေပြိုလို့လဲဘယ်နှမ်းမှာငလီနေလို့လို့လဲမနစ်ကတော့ကျမတို့ဟိုကလောတောင်ကြီးရေကြီးလို့လူတွေဒုက္ခရောက်တယ် ညာရည်ကြီးလို့တဲ့ကြားမကြားဘူးဒါဆိုဘယ်နှမ်းမှာရည်ကြီးလို့တဲ့ဘယ်နှမ်းမှာဘာတွေဖြစ်လို့တဲ့ကိုယ်ဤဘယ်နည်းများဘာရောက်လာမလို့ကျမတို့ဓာတ်ဓာတ်တော့ဓာတ်ပေါ့အဲ့တော့ကျမတို့ကလာမကြောက်နေရတာဟောဒါဆိုကိုယ်နေရာတွေပဲဒါပေမဲ့ကျမတို့ညနေ6နာရီနောက်ပိုင်းဆိုရင်တာလန်းပေါ်မှာအိမ်ကအိမ်ပြန်ထွက်ဖို့တအားကြောက်နေရပြီဓာတ်တွေကစောက်ကုန်တော့တာပဲမဟုတ်လားစောက်ကုန်တာစောက်ကုန်ပြီဆိုတဲ့ကြားမင်းကလည်းဘန်တုကပါလာညကြောက်ပြန်ထင်းပြီးရှင်လူသားတွေကိုစောက်မှာတော့မယ် ပြီးကျမတစ်ချက်ချင်းစီပြောပါရစေကျမမိသားစုများမှန်တာပဲပြောဘယ်သူမှခင်မဆိုင်မှန်တာသာများများပြောမှန်တာပြောလို့ကတော့ပြန်ရလာမယ်အကျိုးကလူမုန်းခံရမှာပဲဒီခေတ်ကရေလိုက်ငားလိုက်ကိုအလေးသိပေါက်နိုင်မှအမှန်ပြောဆိုသူအမုန်းပွားကပ်ဖောင်းမှလူခေါ်ခြင်းသူတို့စစ်စုံမယ်လို့ထားကြောက်စရာခေတ် လဲကိုနဲ့ညာနည်းနည်းလောက်အမြင်မတူတော့ဘူး၊ကွဲသွားပြီဆိုရင်ဘာကရုံး၊ညာကရုံးနဲ့ငါကိုင်တော့ဆဲမမှာဝင်မလေးတာ။အတော်ကြောက်စရာကောင်းတဲ့ခေတ်။သူတော်စင်စုံပေလို့ထား။ကျွေးပေးသူကကျော်နေတူကျွေးယူတဲ့သူကသခင်ဖြစ်မောဝေတက်ရင်ကျက်စားတက်ရွှေကတ်တီဖယားကိုမလူရိုသေးတဲ့အေးဖယားကြီးငုတ်လို့ထားပြီးမြန်မာတိုင်းနိုင်ငံလုံးဖယားကိုထွက်ချင်လို့ပတ်ဆက်ကစုကြရသေးတာ ရှင်ကက်ဒီဘုရားကောင်မလူရိုသိအဖေအမေတွေကကြုံနေကြူတောင်းသမီးတွေကတခင်ဖြစ်အဲကျမတို့ခေဒီခေမိဘဆက်ရောက်မှာ၈ရောက်လောက်တော့မိဘကနေ့တိုင်းတောင်းသမီးအော်အော်အော်ငောက်ခံပြီးတောင်းသမီးညနာကြည့်တောင်းသမီးပြန်ကြောက်နေရတဲ့သူကြီးပဲရှင်သာစီယာခေတောင်းသမီးတွေကတခင်ဖြစ်ခေကြီးကိုတော့အပြစ်ဆုံးကိုကိုကိုတော့အကောင်းပြောဆဆောကကျမပြောတယ်လို့ပေါ့ခေပြတ်တဲ့လူဖြစ်ရတာအမေကြီးကိုပါတော့ရေသမီးတို့တော့ကံကိုမကော ခက်ကိုလွှဲချတယ်တကယ်တမ်းခက်ကသူ့မှတ်တာသူမိတာကောင်းခြင်းမကောင်းခြင်းကလူတွေလုံနေကြတာမဟုတ်လားလောဘတွေကြီးတယ်ဒေါသတွေကြီးတယ်မောဟတွေကြီးတယ်ငါဟာမငါဟာဆိုရက်အတ္တတွေကြီးနေကြတော့ဒီခက်မှမပြတ်ဘယ်ခက်ပြတ်မလဲခက်ကြီးကိုတော့အပြစ်ဆုံးကိုကိုကိုတော့အကောင်းပြော ့မတရားလို့ဆိုရင်လူယောက်ကိုကြောက်ရတာကြောက်ချင်လဲကြောက်မကြောက်ချင်လဲမကြောက်သူကမတရားလို့နေတာမတရားလို့ဆိုလူကြောက်များဖျံသွားရင်အတင်းချ ကုန်းတိုက်သူကြကျေးဇူးရှင်နဲ့ဘယ်နဲ့လုပ်မလဲကိုဘက်အိမ်နဲ့ဒီဘက်အိမ်မတက်အောင်ကိုဘက်ပိုင်းနဲ့ဒီဘက်ပိုင်းနဲ့မတက်အောင်တရွာလုံးပတ်ပတ်လဲလိုက်အချင်းပြောဟဲ့မိကိုဟိုကောင်မကတော့ဘာစကားပြောလိုက်တာငါစိတ်လူလူလားပြောတာပါအေးဆိုတဲ့သူကိုညီးပြောလို့ငါသိရတာလက်ဖက်တော့ကလေးစောင့်သွားမှာဆိုပြန်ချော့ရတာကုန်းတိုက်သူကြကျေးဇူးရှင်ဖြောင်းမတ်သူဆိုလူမတော့နဲ့ကျမတို့ခင်မှာလူယုံကြီးတွေလူပြောင်းကြီးတွေနေရာမရတော့ဘူးတလောက်ဖြင်းနေအနေမှာတော့ ဆုံးရောက်နေတဲ့သူတွေကြည့်ဂရုံးမော်ထိတ်ကွက်သူများမျက်ခုံးဝေးပေါ်စင်းညာလျှောက်အလဲတကအလဲပန်းပေါင်းဆိုတဲ့လူတွေကြည့်ပဲထိတ်ဆုံးလာနေတာဒါဆိုရင်ကျမတို့ဖြောင်းမဲ့သူဆိုလူမတော့အမဖုံးလာတော့ကြက်ကြက်အမှန်မြင်လာတော့တာပေါ့တိကျကြရင်ငါတို့ထောက်တီလာတောင်ရင်မျက်စာပြည့်ဒီခေတ်လူငယ်တွေဘာသာရေးကိုရည်သာအရေးလောက်ကိုစိတ်ပုံဝင်စားတော့တာတီလာတောင်ရင်မျက်စာပြည့်မြစ်တောင်ပေါ်ရဒေါ်တော်တွေ ကစီးပွားရေးလူမှုရေးအဆင်မပြေနေတော့ဖယားဖူးမြတ်တာကိုရင်းနဲ့စိတ်ကထတူတော့တာဘာဝနာအစ်စ်ကိုတော့တဏှာရင်းလိုင်းလေးတင့်နေတဲ့ယနေ့ကျမတို့ကာလမှာစေကံကြီးကကျင်းစီမိသားစုကခတ်တော်ခေးရင်းတာပေါ့အဲ့ဒီတဏှာအရစ်တွေကြားတဲ့က မှန်အစ်စ်ဆိုတဲ့ဘာဝနာတရားကိုတွေ့အောင်ရှာကြည့်လိုက်ကြဇမားလို့ငင်းငန်းခိုင်ကဘာသာရေးအသိနဲ့တတိစကားလက်ဆောင်ပြီးကျမတို့တိုက်ပြီးမှကြက်ရောက်လာမဲ့ဒုဗိကန္ဒရယောဂန္ဒရတက်ကန္ဒရဆိုတဲ့ကတ်သုံးပါးကိုကျမတို့စီတားလို့လုံးဝကာကြပါဘူးလို့ဖယားစီတရားစီတန်မစီဆိုတဲ့စီသုံးနဲ့တားလို့ကြလာမဲ့ဘေးကမ္မမညာကိုရအောင်တားနိုင်ပါလေလို့ငင်းငန်းခိုင်ကအားလုံးကိုတိုက်တွန်းလို့ဆိုရင်ချက်တည်းရှိလာတော့မင်္ဂလာကဖွင့်လို့ပေါ့ကောဇောမင်း မသိဆိုတော့မင်္ဂလာအောက်ပါပဲဗိတ်သိတော်ကခန့်ညာဆိုဖွင့်ရပါစို့ရှင်အတိုင်း